တောင်းလန်ပြည်သူအားလုံးမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့မလ28ရက်နေ့ကစကိုင်းကိုအခြေပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံစကိုင်းမန္တလေးနဲ့အခြားနေရာအများအပြားအပြင်အိန္ဒိယထိုင်းနိုင်ငံတို့မှာလည်းငလျင်တဘာဝပေးအပြင်းထန်ခံစားခဲ့ရပြီးအသက်အိုးအိမ်များထိခိုက်ဆုံးရှုံးကြရသည့်ပြည်သူတဦးတယောက်ချင်းစီနှင့်ထပ်တူ Fight Data Fight ရုပ်ရှင်မိသားစုမှထပ်တူဝန်내ကြေကွဲရပါတယ်ခင်ဗျာ မိမိတို့ fight data fight ရုပ်ရှင်အဖွဲ့အနေနဲ့အသက်နှစ်ခန္ဓာပေးဆက်ပြီးရှီရန်စစ်မြေပြင်မှာအကြမ်းဖက်စစ်တပ်ကိုရဲဝံစွာချေမုံတုတ်သိရင်ကိုလက်အင်ကာဆွန့်လို့ပေးဆက်ခဲ့တဲ့ရဲဘော်များအားကူညီပေးနိုင်မှုအတွက် fight data fight တော်လှန်ရေးရမုံငွေရုပ်ရှင်ပြပွဲကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာကျင်းပပြုလုပ်ရန်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။သို့တော့လက်ရှိရင်ဆိုင်နေရတဲ့မြေငလျင်တဘာဝဘေးဒဏ်ကြောင့်ထိခိုက်ခံစားကြရတဲ့အမိမြန်မာပြည်မှာပြည်သူများကိုကူညီနိုင်မှုအတွက် မိမိတို့ fight data fight ရုပ်ရှင်အဖွဲ့သားတွေကတော်လန်ပြည်သူများငလျင်ပြီးလဲလူတော်လန်ရင်းလဲကုနိုင်ဖို့ရုပ်ရှင်ပြတာချင်းမှရရှိလာတဲ့ရမုံငွေများဖြင့်မူလရည်ရချက်အပြင်ငလျင်တဘာဝဘေးအတွက်ပါအသုံးပြုသွားရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမဲဆောက်မြို့နယ်အနီးတစ်ဝိုက်မှာအကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေကြတဲ့တော်လန်ပြည်သူတွေအနေနဲ့ fight data fight တော်လန်ရင်းရုပ်ရှင်လဲကြည်ရင်ငလျင်ပြီးလဲလူတော်လန်ရင်းလဲကုနိုင်ပြီဖြစ်ကြောင်းအတိအပြည့်တင်ပြလိုက်ပါတယ်။ ဒါအပြင်ရုပ်ရှင်ပြပွဲကျင်းပမဲ့ဧပြီလ20ရက်နေ့မှာလာရောက်အပေးကြည့်ရှုကြမဲ့ပြည်သက်တွေအနေနဲ့ငလျင်တဘာဝပေးအတွက်တီးတန့်ပါဝင်လှူဒန်းနိုင်ဖို့လဲစီစဉ်ပေးထားမှာဖြစ်ပါတယ်။ရုပ်ရှင်ကိုလာမဲ့ဧပြီလ20ရက်ထိုင်းနိုင်ငံမဲဆောက်မြို့ကဝတ္တနာဗီလေ့ဟောမှာနနက်10နာရီနဲ့နေ့လယ်3နာရီပွဲချိန်2ချိန်ခွဲကပြတာပေးသွားမှာဖြစ်ပြီးရုပ်ရှင်လက်မှတ်တွေကိုတော့လက်မှတ်တစ်စောင်လင်းထိုင်းပတ်ငွေ200ဖြစ်5 data 5ပေးနဲ့ တပ်ဆိုင်ရာအယောင်ကိုစလဲအတိအသီးထံမှဝယ်ယူအားပေးနိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်တော်လိုင်းရုပ်ရှင်လဲကြည်ရင်ငလင်ဘေးလဲလှူတော်လိုင်းလဲကုနိုင်ဖို့ဧပြီလ20ရက်ထိုင်းနိုင်ငံမဲဆောက်မြို့ကဝတ္တနာဘေးလဲဟော်မှာစုံကြဖို့ကျွန်တော်တို့ Fight Data Fight ရုပ်ရှင်အဖွဲ့သားများမှအားလုံးကိုလေးစားစွာဖိတ်ခေါ်လိုက်ပါရခင်ဗျာ။အရေးတော်ပုံမူချအောင်ရမည်။